ားလုံးပဲမင်္ဂလာပါရှင်အဲကျွန်တော်တို့ပီသုံးလုံးပါတီလို့လူသိများတယ်ပြည်သူ့ရှေ့ဆောင်ပါတီရဲ့နိုင်ငံဝန်ထမ်းဖွဲ့မျိုးတိုးတက်ရေးအစီအစဉ်ကိုရှင်းလင်းတင်ပြမှာဖြစ်ပါတယ်ရှင်အဲကျွန်တော်တို့ပထမပေါ့နော်နိုင်ငံဝန်ထမ်းတွေကိုကျွန်တော်တို့အတိအမှတ်ပြုခြင်းပေါ့ရှင်နိုင်ငံဝန်ထမ်းတွေဟာတော့ခေတ်ဆက်ဆက်ပေါ့နော်ပြည်ထောင်စုကြီးအထွန်းရှိတည်တဲ့အောင်ဝိုင်းဝန်းစ조사ဆောင်ရွက်ပေးတဲ့နေရာမှာ ပေးအပ်လာတဲ့အမိန့်နဲ့တာဝန်တွေကိုခြေပြွန်စွာထမ်းဆောင်ခြင်းဖြင့်အဓိကကျတဲ့အခမ်းကဏ္ဍပါဝင်တယ်ဆိုတာကိုကျွန်တော်တို့ပါတီအနေနဲ့အတိအမှတ်ပြုပါရရှင်။နောက်ဒုတိယအနေနဲ့တော့ပြည်တော်စုနိုင်ငံတော်ကြီးအတွင်းမှာဝေးလံခက်ခဲတဲ့နေရာဒေသတွေအပါဝင်ပေါ့နော်။နိုင်ငံအဝန်းမှာတာဝန်ကျရာဒေသအသီးသီးကိုအသီးသီးတို့ပေါ့နော်စွန့်လွတ်အနစ်နာခံတာဝန်ထမ်းဆောင်ခဲ့ရမှုများကိုလည်းကျွန်တော်တို့အတိအမှတ်ပြုပါရတယ်။ကျွန်တော်တို့ပါတီအနေနဲ့အတိအမှတ်ပြုပါရရှင်။ အဲနောက်တတိယချက်တစ်ချက်ကတော့အများပြည်သူတရလုံးကလေးစားဂုံယူချစ်ခင်တန်ဖိုးထားရတဲ့ဝန်တန်းတူအဖြစ်လဲအစဉ်ရက်တီရှင်သန်တိုက်တယ်ဆိုတာကိုလည်းကျမတို့အနေနဲ့အတိအမှတ်ပြုပါရတယ်။နောက်အဲ့ဒါကြောင့်မလို့ကျမတို့နိုင်ငံဝန်ထမ်းတွေပေါ့နော်နိုင်ငံဝန်ထမ်းတွေဟာအဲပြည်တော်စုကြီးအထွန်းရှိတည်တံ့အောင် အကြရာနေရာနေပြီးတော့မှနိုင်ငံတာဝန်တွေထမ်းဆောင်ခဲ့တယ်။အပြီးလို့ရှိရင်ဝေးလံခေါင်ဖျားခက်ခဲတဲ့ဒေသတွေမှာလည်းသွားပြီးတော့မှဆွန့်လွတ်အနစ်နာခံပြီးတော့မှတာဝန်ထမ်းဆောင်ခဲ့ကြတယ်။အများပြည်သူတရက်လုံးကလည်းလေးစားတိုက်တဲ့လေးစားဂုံယူချစ်ခင်တန်ဖိုးထားရတဲ့ဝန်ထမ်းတို့အဖြစ်လည်းအအစင်ရက်တီရှင်တန်တိုက်တယ်လို့ကျမတို့အနေနဲ့အတိအမှတ်ပြုပါရရှင်။အဒီလိုဖြစ်ဖို့လို့အတွက်ပေါ့နော်ကျမတို့ဝန်ထမ်းတွေကလည်းအဲဝန်ထမ်းနေနေလဲလဲနိုင်ငံဝန်ထမ်းနေနေနဲ့လဲကျမတို့ ဟိုပြည်သူဝန်ဆောင်မှုလုပ်ငန်းပေါ့နော်နိုင်ငံအကျိုးပြုလုပ်ငန်းနိုင်ငံတာဝန်တွေကိုအခြေပြုစွာထမ်းဆောင်ရင်းနဲ့ပြည်သူလူထုရဲ့အပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေပေါ့နော်အဆင်ပြေအောင်ဆောင်ရွက်နိုင်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒီနိုင်ငံဝန်ထမ်းတွေချိမြောက်ခြင်းအစီအစဉ်နဲ့ကျွန်တော်တို့စရမှာဖြစ်ပါတယ်ရှင့်နိုင်ငံဝန်ထမ်းချိမြောက်ခြင်းအစီအစဉ်မှာတော့နံပါတ်1ကကြတော့အထွေထွေကုန်စည်နှုန်းများအပေါ်မူတည်ပြီးတော့ လစာဝင်ငွေနဲ့ခန်းစားပိုင်ခွင့်နေညီညွတ်မျှတစေဖို့ပေါ့နော်ဆိုလို့ရှိရင်လစာတွေကတော့များသောအားဖြင့်တသမတ်ထဲလို့ဖြစ်တယ်အဲကုံစိန်းနှုံးနေရတော့ဒီအထွေထွေကုံစိန်းနှုံးနေရတိုးမြင့်နေတဲ့အပေါ်မှာမူတည်ပြီးတော့မှအဲလစာဝင်ငွေနဲ့ခန်းစားပိုင်ခွင့်နေညီညွတ်မျှတစေဖို့လို့အတွက်အဲကျွန်တော်တို့ဟိုဆောင်ရွက်ပေးခြင်းနဲ့ပြီးလို့ရှိရင်ဂုံတိတ်ခါရှိစွာရပ်တည်နိုင်ရေးပေါ့နော်ဆိုလို့ရှိရင်ဝန်ထမ်းတွေကလည်းအဲဒီစာဝတ်နေရေးလုံလောက်ပြီးတော့မှကိုယ့်ရဲ့မိသားစုရဲ့ရပ်တည်ရှင်သန်ရေး အဲတာသမီတွေရဲ့ပညာရေးချမ်းမာရေးပေါ့နော်စသဖြင့်ဒါတွေကိုစိတ်ပူစရာမလိုပဲနဲ့ဂုံတိတ်ခါရှိစွာနဲ့ရက်တည်နိုင်ဖို့ပြီးနောင်ရေးအတွက်ပူပန်ကြောင်းကြစွာတာဝန်ထမ်းဆောင်နိုင်ဖို့ပေါ့နော်ပူပန်ကြောင်းကြကင်းစွာတာဝန်ထမ်းဆောင်နိုင်ဖို့ပေါ့နော်အဲနောင်ရေးအတွက်ပူပန်ကြောင်းကြကင်းစွာတာဝန်ထမ်းဆောင်နိုင်ဖို့ဖြစ်ပါတယ်ရှင့်။နောက်အခုချိန်မှာဆိုလို့ရှိရင်ကျမတို့အဲနိုင်ငံဝန်ထမ်းနေရာပေါ့နော်အသက်62နှစ်မှာပင်စင် အဲပင်စင်တက်ပေါ့နော်ပင်စင်သွားရပါတယ်အဲ့လိုအလောက်ကနေအနားယူတဲ့အချိန်မှာစုဆောင်းဝင်မရှိဘူးနေစရာအိမ်မရှိဘူးနောက်အစိုးရဝန်ထမ်းလို့တုံးကတော့နေစရာလေးအဆင်ပြေတယ်လစာလေးရှိတယ်ပေါ့နော်အဲအစိုးရဝန်ထမ်းမဟုတ်တော့ဘဲနဲ့ပင်စင်စားဖြစ်သွားတဲ့အချိန်မှာနေစရာအိမ်မရှိဘူးနော်လစာလည်းအပြည့်မရတော့ပဲနဲ့ကျမတို့ဒီပင်စင်လစာနဲ့ပေါ့နော်အဲဒီပြင်ပမှာရှိတဲ့အထွေထွေကုန်စည်နှုန်းတွေနဲ့မလုံလောက်တာတွေပေါ့နော်အဲဒါတွေဖြစ်နေတာကိုကျမတို့တွေ့ရှိရပါတယ်။နော်အဲ့ဒါကြောင့်မလို့ဒီ နောင်ရေးအတွက်ကိုပေါ့နော်နိုင်ငံဝန်ထမ်းတွေအဲနောင်ရေးအတွက်ပုံပန်ကြောင်းကြကင်းစွာနဲ့တာဝန်ထမ်းဆောင်နိုင်ဖို့ပေါ့နော်ဒါလေးတွေကျွန်တော်တို့ဆောင်ရွက်ပေးချင်တာဖြစ်ပါတယ်ရှင်အဲနောက်ဒုတိယတစ်ချက်ကတော့နိုင်ငံတကာမှာကျင့်သုံးလျက်ရှိတဲ့ကောင်းမွန်တဲ့ပုံစံစနစ်တွေပေါ့နော်ကျွန်တော်တို့အအတူယူရမှာဖြစ်ပါတယ်နိုင်ငံတကာမှာကျင့်သုံးနေတဲ့အောင်မြင်နေတဲ့လက်တွေ့ကျင့်သုံးနေတဲ့အောင်မြင်နေတဲ့အဲဒီပုံစံစနစ်တွေကိုကျွန်တော်တို့အတူယူပြီးတော့မှာပင်စင်လာစာစုဆောင်ငွေစနစ်နဲ့အင်ညာပိုင်ဆိုင်ခွင့်ရရှိရေးပေါ့နော် အဲဆိုလို့ရှိရင်ကျမတို့ဒီ CPF လို့ခေါ်ပါတယ်ရှင်စင်ကာပူတို့ဘာလို့ဆိုရင်ဒါမလေးရှားတို့စင်ကာပူတို့ရှိကြပါတယ်တခြားနိုင်ငံတွေမှာလေ Central Provident Fund ဆိုတာအရှိကြပါတယ်အဲ့ဒါကဟိုအလုပ်လုပ်တဲ့သူတိုင်းပေါ့နော်ဒီနိုင်ငံနိုင်ငံဝန်ထမ်းမှမဟုတ်ဘဲနဲ့ဒီပုဂ္ဂလိကလုပ်ငန်းတွေမှာအလုပ်လုပ်တဲ့သူအဲသို့မဟုတ်လို့ရှိရင် NGO INGO တွေပေါ့နော်ဒီလိုအစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေမှာအလုပ်လုပ်တဲ့သူတွေအလုပ်လုပ်တဲ့တဲ့သူတိုင်းမှာ ဒီဒီစုဆောင်ငွေစနစ်ပေါ့နော်စုဆောင်ထားတာလေးတွေเนาะဒါလေးတွေကျွန်မမကြခဏလည်းရှင်းပြဖို့ပါတယ်အဲဆိုလို့ရှိရင်နိုင်ငံတကာမှာချင့်သုံးနေပြီးတော့မှအောင်မြင်နေတဲ့ကောင်းမွန်တဲ့စနစ်တွေကိုလေ့လာပြီးလို့ရှိရင်ပင်စင်လစာစုဆောင်ငွေစနစ်နဲ့အင်ညာပိုင်ခွင့်ရရှိရေးအတွက်ကိုအကောင့်ထဲပေါ်ဆောင်ရွက်ပေးချင်တာဖြစ်ပါတယ်အဲဒါပုံမှန်လင်းလင်းပြောရရင်တော့ CPF စနစ်ပေါ့ရှင် Central Provident Fund စနစ်မျိုးကိုကျွန်တော်တို့တည်ထောင်ချင်တာဖြစ်ပါတယ် ပြီးလို့ရှိရင်လောက်သက်15နှစ်နဲ့အထက်ပေါ့မစပြီးတော့မှာပေါ့နော်ကားတို့မြေခွက်တို့တိုက်ခန်းတို့အရေးကြဝယ်ယူပိုင်ခွင့်ရရှိရေးပေါ့နော်ဒီယာရူးပေါ်မမူတီပဲနဲ့ပေါ့နော်ယာရူးအဆင့်တန်းပေါ်မမူတီပဲနဲ့နိုင်ငံဝန်ထမ်းလောက်သက်15နှစ်အထက်ဆိုလို့ရှိရင်အဲကားကိုလည်းအရေးကြဝယ်နိုင်အောင်မြေခွက်တွေသို့မဟုတ်တိုက်ခန်းကိုအရေးကြဝယ်ယူခွင့်ရရှိရေးပေါ့နော်အဲဒါလေးတွေလည်းကျွန်တော်တို့ဆောင်ရွက်ပေးချင်ပါတယ် နောက်တစ်ခါဥပဒေနဲ့အညီခံစားပိုင်ခွင့်ရရှိစေခြင်းအပြင်လုပ်ငန်းခွင်တာယာပျော်ရွှင်စေရေးပေါ့နော်အလုပ်တော့လုပ်နေရတယ်ရတဲ့လစာနဲ့မလောက်မငှနဲ့ဆိုလို့ရှိရင်လုပ်ငန်းခွင်မှာပျော်မှာမဟုတ်ပါဘူးဒါဥပဒေနဲ့အညီလဲခံစားပိုင်ခွင့်ရှိရမယ် ်အပြီးလို့ရှိရင်လုပ်ငန်းခွင်တာယာပျော်ရွှင်ရမယ်ပေါ့နော်။နောက်ခွင့်အသီးသီးကိုလည်းအပြည့်အဝခန်းစားနိုင်ရင်ကျမတို့ဆောင်ရွက်ပေးမှာဖြစ်ပါတယ်ရှင်။အဲကျမတို့မှာကျမတို့မြန်မာနိုင်ငံမှာနိုင်ငံဝန်ထမ်းဥပဒေနီးဥပဒေတွေရှိပါတယ်။ခွင့်နေလည်းအမျိုးမျိုးခန်းစားပိုင်ခွင့်ရှိပါတယ်။အဒီနိုင်ငံဝန်ထမ်းဥပဒေနီးဥပဒေနဲ့အညီခွင့်အသီးသီးကိုအပြည့်အဝခန်းစားနိုင်ရေးပေါ့နော်။ဒါလေးတွေလည်းကျမတို့ဆောင်ရွက်ပေးသွားချင်တာဖြစ်ပါတယ်ရှင်။အဲ့ဒါကတော့နိုင်ငံဝန်ထမ်းချိမြောက်ခြင်းအစီအစဉ်မှာအဲနောက်ထပ်ပြီးတော့မှ နော်ဝန်ထမ်းများဂုံတိတ်ခါရှိစွာယက်တီရှင်သန်နေနေထိုင်ဖို့ပေါ့နော် တာဝန်ထမ်းဆောင်နိုင်ရေးအတွက်ကိုဂုံတိတ်ခါရှိရှိနဲ့ရှင်သန်ရတည်ပြီးတော့မှတာဝန်ထမ်းဆောင်နိုင်ရေးအတွက်ကိုလိုအပ်တဲ့လိုအပ်တဲ့ကာကွယ်ပေးမှုဆိုင်ရာဥပဒေတွေနောက်လီဇယ်တိုင်ကြားမှုများအတွက်လည်းကျွန်တော်တို့ကာကွယ်ခွင့်ရှိတာပေါ့နော်ဆိုလို့ရှိရင်တချို့ဝန်ထမ်းတွေအတိုင်ခံရတယ်နော်အတိုင်ခံရပြီဆိုတာ ਨੇ ပြဿနာဖြစ်ပြီပေါ့နော်ဆိုလို့ရှိရင်တချို့လဲလီဆယ်ပြီးတိုင်ကြားတာရှိတယ်ဒါတွေကိုလဲလီဆယ်ပြီးတိုင်ကြားတာတွေမရှိအောင်ဒါဥပဒေနဲ့အညီပေါ့နော်အကာအကွယ်ရရှိအောင်ကျမတို့ဆောင်ရွက်ပေးချင်တာဖြစ်ပါတယ်